ရေးကူညီမှုအသင်းရန်ကုန်ကဒုက္ခခံမကိုအများပြည်သူအကျိုးအတွက်ပြုလုပ်တဲ့ပွဲလန်းအခမ်းအနားများအတွက်အခမဲ့ငှားရမ်းပေးသွားမှာဖြစ်တယ်လို့နိုင်ရေးကူညီမှုအသင်းရန်ကုန်ကနေသိရပါပါတယ်ရှင်။ နိုင်ကူညီမှုအသင်းရန်ကုန်မှဒုက္ခခံမကိုအများပြည်သူအကျိုးပြုတဲ့နိုင်ငံရေးစည်းဝါးရေးလူမှုရေးပညာရေးစတဲ့လုပ်ငန်းတွေအတွက်သာငှားရမ်းပေးသွားမှာဖြစ်ပါတယ်။ငှားရမ်းအသုံးပြုလိုသူတွေအနေနဲ့နှစ်ရက်ကြိုတင်အကြောင်းကြားဖို့လိုအပ်မှာဖြစ်ပါတယ်။ခံမကိုငှားရမ်းအသုံးပြုသူတွေအနေနဲ့နိုင်ကူညီမှုအသင်းကနေချမှတ်ထားတဲ့စည်းကမ်းချက်တွေကိုလိုက်နာရမှာဖြစ်ကြောင်းဝန်ခံကတိရေးထိုးရမှာဖြစ်ပါတယ်။အဲ့ဒီစည်းကမ်းချက်တွေမှာ ခမ်းမအတွင်းရှိပစ္စည်းများကိုရိုသေစွာကင်တွယ်အသုံးပြုဖို့ခမ်းမအတွင်းရှိပစ္စည်းများတစုံတရာပျက်စီးပါကတန်ဖိုးအတိုင်းပြန်လည်ပေးရဖို့ခမ်းမကိုအသုံးပြုပြီးပါကတန်ရှင်းရေးပြန်လည်ပြုလုပ်ဖို့လိုပါဝင်ပါတယ်အဆိုပါခမ်းမကို 2013ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးနာယေးကူညီမှုအသင်းရန်ကုန်မှာအခမ်းအနားများပြုလုပ်ရမှာဒုက္ခခံမှမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။နာယေးကူညီမှုအသင်းရန်ကုန်ကိုစတင်တည်ထောင်ခဲ့သောနာယေးကူညီမှုအသင်း၏နာယကဖြစ်သူစာရေးဆရာဒါရိုက်တာဦးဒုက္ခအာဂုံပြုသောအဖြစ်ဒုက္ခခံမှဟုအမိပေးထားခဲ့ခြင်းဖြစ်ပါတယ်။ဒါ့အပြင်နာယေးကူညီမှုအသင်းရန်ကုန်ကနေဒုက္ခကုသိုလ်ပစ္စည်းကံဒုက္ခအလင်းစာကြီးတိုင်းနဲ့ဒုက္ခအဟာရတို့ကိုလည်းဂုံပြုဖွင့်လှစ်ထားကြောင်းသိရပါတယ်ရှင်။